ရဲ့စိတ်တက်မှာဒါမဖြစ်မနေကျွန်တော်တို့ရကိုရရမယ်ဆိုတဲ့ဟိုဟွာနဲ့ခံယူချက်အပြည့်နဲ့ဟိုရဲဘော်တွေစိတ်တက်အပြည့်နဲ့ဘောနော်ဟိုတိုက်တဲ့အတွက်ကြောင့်ဒါဘယ်လောက်ဟိုလီရင်ကြမ်းကြမ်းအဆင်ပြေရှင်းပြတူလူထုတရက်လုံးအကူအထားရတဲ့တက်ကောင်းတစ်ခုဟိုပြောရမယ်ဆိုရင် thank you for your service လို့ပြောခံရတဲ့တက်ကောင်းတစ်ခုထက်အောင်ကျွန်တော်တို့ကိုကြိုးစားမယ် ။လမ်းမျိုးတွေအားလုံးပဲငလင်ပေးတာမှများသောကင်းဝေးကြပါစေလို့ဆုတောင်းပေးမယ်ကျွန်တော်ရဲ့ကိုဂျက်ဒူဗော်ရေရှင်း channel လေးရပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီလိုလေး reaction မျိုးတော့ပေးမှာတော့ယနေ့ April 12ရက်နေ့အနေနဲ့ရမနက်ပိုင်းတိနောက်ဆုံးရရှိတဲ့တရင်ချူကိုကျဉ်းချုပ်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲသုံးသည့်ကြည့်ရှုဖို့နေရာကနေပြီးတော့ချမှန်တောင်းဆိုလိုက်ပါရစေ။သောသောနေနဲ့ကတော့စစ်ကောင်းဆောင်များက၎င်းတို့ရဲ့ကိုကျူးစီပေါ့တဲ့နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားတဖြင့်သိမ်းယူခဲ့ဒီမှာဒီနေ့မှဆိုရင်တော့1532ရက်ရှိပါတယ်။ငံတော်ကစစ်ကောင်းစီကစစ်ဝေးတွေဆုံးမှုစီးရင်မှာတော့ ပြင်းပြင်းနဲ့နမ်မုံမြို့မှာအားကောင်းအငွေတိုင်းအခုတ်ကူမြို့မှာနှစ်ကောင်းအန္တလေးတိုင်းမြင်းကြံမြို့မှာတစ်ကောင်းဒကိုင်းတိုင်းစာလင်းကြီးမြို့မှာတော့တအူးလင်းဝင်ရောက်ခဲ့ပြီးတမ်းပီနယ်ရွာငံမြို့မှာတစ်ကောင်းနဲ့အကိုတိုင်းကြောက်တကားမြို့မှာတအူးလင်းဝင်ရောက်ကချင်းပီနယ်ပလန်းမြို့မှာတော့ဒီတို့သူရဲကောင်းပုံကြာဆုံးခဲ့ရပါတယ်။ ထက်သတင်းတို့မှာတော့ချင်းပြည်နယ်အတွင်းဒုတိယမြောက်မြို့သိမ်းတိုက်ပွဲအဖြစ်ဖလန်းမြို့သိမ်းစစ်စင်ရေးမှာတော့ BNI ပုံဝင်ကြောင်းကိုပုံနဂါးကနေပြီးတော့ထုတ်ပြန်ခဲ့ပါတယ်ချင်းပြည်နယ်ရဲ့ဖလန်းမြို့သိမ်းစစ်စင်ရေးမှာဗမာမျိုးသားတော်လှန်ရေးတပ်မတော် BNI ဟာချင်းညီနောင်နဲ့အတူဒုတိယမြောက်မြို့သိမ်းတိုက်ပွဲအဖြစ်ပုံဝင်ခဲ့တယ်လို့ BNI ကအသိပေးထုတ်ပြန်ထားပါတယ်2024ခုနှစ်ဒီဝင်ဘာလ9ရက်နေ့မှာစတင်ခဲ့တဲ့ချင်းညီနောင်စစ်စင်ရေးရဲ့ဖလန်းမြို့သိမ်းစစ်စင်ရေးကို2025ခုနှစ်ဧပြီလ9ရက်နေ့မှာပြီးသက်သိမ်းပိုင်နိုင်ခဲ့တာဖြစ်ပြီးစစ်စင်ရေးအတွက်မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ BNI လည်း အော်ဝင်ခဲ့တာဖြစ်ပါတယ်။တော်လိုင်းတပေါင်းစုတွေဟာအပိသက်သိမ်းပိုင်နိုင်ခဲ့မှုမှာ BNR တွေကပါဝင်ခဲ့တာဖြစ်တယ်လို့လည်းဆိုရပါတယ်။တည့်ရသဘောတော်လိုင်းရဲ့သဘာဝလျောက်တက်ခဲတီဂျာကနေဖလန့်မြို့ခလာယာ268တက်ကုန်းကိုအပိသက်သိမ်းပိုင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ BNR အနေနဲ့2023ဒီဇင်ဘာ22ကစတင်ခဲ့တဲ့အင်းပီတောင်ပိုင်းအင်တွေးမြို့စစ်စင်ရေးမှာလည်းပါဝင်ခဲ့ပြီးအခုဖလန့်မြို့သိမ်းတက်ခွဲဟာချင်းညောင်နဲ့အတူဒုတိယမြောက်မြို့သိမ်းတက်ခွဲပါဝင်ဆင်နွှဲခဲ့တာဖြစ်တယ်လို့လည်းအသိပေးထားပါတယ်။ဖလန့်မြို့သိမ်းစစ်စင်ရေးအတွေ့ DNR ကရဲဘော်နှစ်ယောက်ကြာဆုံးခဲ့ပြီး ခြေထောက်တစ်ဖက်ဆုံးရှုံး2ယောက်ခြေထောက်နှစ်ဖက်ဆုံးရှုံး2ယောက်လက်ချောင်းဆုံးရှုံး2ယောက်နဲ့အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသူတွေ3ယောက်ရှိခဲ့တယ်လို့လည်း PNR ကထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတွေမှာတော့ချင်းမီနဲ့ plan မျိုးတိမ့်တိုက်ပွဲမှာပဲမျိုးသားလူမျိုးရေးတက်တော် NLA တပ်ဖွဲ့ကရဲဘော်3ဦးကြာဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့ကြောင်းမျိုးသားလူမျိုးရေးတက်တော် NLA တပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုဖြုတ်ကပြောထားပါတယ်။ဝင်ပါလာ9ရက်နေ့2024ခုနှစ်မှာစတင်ဆင်းနေခဲ့တဲ့အင်ဂျင်အောင် operation CB ဖြစ်ပလန်းမျိုးသိစစ်စင်ရေးကြီးကိုရှင်းညင်အောင်နဲ့အတူမဟာမိတ်အင်အောင်စုများ ူပေါင်းစီစဉ်ရေးပေါ်ဆောင်ခဲ့ပြီးတန်ဖတ်စစ်ကောင်စီရဲ့နောက်ဆုံးလက်ချက်စကန်ကုန်းကြီးဖြစ်သောကလာရ268စကန်ကုန်းနဲ့တကွပလန်မြို့နယ်တစ်ခုလုံးကိုစစ်ကောင်စီအင်းစင်နေမြေဧပြီလ9ရက်2025မှာတော့ကြီးညာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းမြို့သိန်းစစ်စင်ရေးမှာချင်းကြီးနောင်စီပီနဲ့အတူစကိုင်းတိုင်းတမှုခရိုင်နောက်မြောက်အဘော်ဒေသအခြေစိုက်တရင်ဖြစ်တဲ့အမျိုးသားလူမျိုးရေးတက်တော်အန်လေအေလဲအတူတကွပူးပေါင်းပုံဝင်တက်ခဲ့ကြရမှာတော့ရဲဘော်3အသက်ပေးလူခဲ့ရပြီးအိုးဦးဒဏ်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ချင်းကြီးနောင်စစ်စင်ရေး operation CB နဲ့အတူ အဝူပူပေါင်းပုံငင်ခဲ့သည့်မဟာမိတ်တော်လိုင်းအင်အားစုများအာရခတ်တတော်အေအေရဲ့စစ်ဖက်ရေးရဲ့အကြံဉာဏ်များစစ်လက်နက်ခဲယမ်းများနဲ့ပလန်းမိပါပြီးသူတို့ရဲ့တက်ညီလက်ညီပူပေါင်းပုံဝင်မှုများစစ်စင်ရေးကြီးတွင်အောင်ပွဲရသည့်အထိရဲဝံ့ဆွန်စွာတိုက်ပွဲဝင်ကြသောတပ်မှုတပ်သားများရဲ့ရဲစွမ်းတတိဇွဲလုံးလာတို့ကိုလေးနဲ့ဂုံပြုအကြောင်းလေးသိပေးထားပါဗျ။ညင်အောင်စစ်စင်ရဲ့ဒီဖလန်းမျိုးတိမ်ပွဲဟိုစမဲ့ချင်းပါမစခင်စုဖွဲ့မှုလည်းတော်တော်အာ3-4လကျော်ဟိုကျွန်တော်လုတ်ခဲ့တယ်နိုဝင်ဘာလ ဒီဆောင်းရာသီမှာအလုပ်တယ်ဒါပေမဲ့တကယ်စုဖွဲ့မှုကြတော့မိုးရာသီခက်ခက်ခဲခဲရွှင့်ဒီနဲ့ဟိုဘုတ်ဒီလမ်းတွေဆိုလုံးဝဟိုကားတွေတောင်းသွားလို့မရအောင်ကျွန်တော်ကိုယ်တိုင်လည်းဒီဆိုင်ကယ်နဲ့ပဲသွားဟိုနွေရာသီမှာ၄ငါးနိုင်သွားတဲ့ခရီးကို၃ရက်လောက်ထိကျွန်တော်တို့ဟိုခက်ခက်ခဲခဲပေါ့နော်စုဖွဲ့မှုအဲ့လိုဟိုစားလုပ်ခဲ့တယ် အမိုးရာသီအတွင်းမှာကျွန်တော်တို့အကောင်းဆုံးအဒီအဖွဲ့တီတီပေါ့နော်ကျွန်တော်တို့ statement ထဲမှာထုတ်ထားတဲ့အတိုင်းအဖွဲ့အများကြီးနဲ့ကျွန်တော်တို့ဟိုစုဖွဲ့မှုလုပ်ခဲ့တယ်အာဆိုတော့ဟိုစုဖွဲ့မှုကလေးကနေတော်တော်ခက်ခဲတယ်ဟိုပြောရမယ်ဆိုရင် comment တွေလည်းဟိုမတူတဲ့ဟာတွေပေါ့နော်ဒီအာစုဖွဲ့တဲ့ခါကြတော့ဒါခက်ခဲအများကြီးတော့ဟိုစစကတဲ့ကနေကြုံရတယ်ဟိုဒါပေမဲ့ဒါအကောင်းဆုံးကျွန်တော်တို့ဟိုဒီတူတူ တော်လှန်ရေးတကယ်နှလုံးသားထက်နေလာတဲ့တော်လှန်လူစိတ်ပုံရံတူတူမြင်တဲ့တဲ့ဟာတွေဟိုတိုက်ပွဲဝင်ရမှာဆိုအားလုံးကလည်းဒါသဘောထားကြီးကြီးနဲ့လုပ်ကြတယ်ပြီးရင်ဒီအာဟိုမြေပြင်မှာလိုအပ်တဲ့အာဒီကျူတင်ပင်စင်မှုတွေလည်းအများကြီးကျွန်တော်တို့ဟိုလုပ်ခဲ့တယ်စစ်ကြောင်းကစာစုပွဲမှုဟိုအတီးတီးလုပ်ကြပြီးမှအဲ့လိုအာစခဲ့ကြတာဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုခုနပြောသလိုစုပွဲကလေးရတယ်အ ਨੇ စုံ စားရေးတောက်ရေးကစားအခက်ခဲတော်တော်တော့ဟိုဖြစ်ခဲ့တယ်ဟိုတရက်မှာဆန်းဟိုအနေဆုံးဆန်တာအိတ်ကနေဆန်ဟာအိတ်လောက်ထိကျွန်တော်တို့တရက်မှာကုန်တယ်ပေါ့နော်စအဖွဲ့ကလေးကနေအလောက်နဲ့ဒါကျွန်တော်ထောင်းနဲ့ချီတဲ့နောက်တန်းတပ်ဖွဲ့တွေနဲ့ဆိုထောင်းချီပြီးမှကျွန်တော်တို့စခဲ့တဲ့ခါကြတော့ဒါတော်တော်လေးကိုဟိုအာယုံခံခဲ့ရတယ်ဒါပေမဲ့ဒီဟာပြီးတွင်းမှာရှိတဲ့သူရောပြပမှာရှိတဲ့ကျွန်တော်တို့ဟိုအချင်း အာဒိုက်စပိုရာဒီဟာရောပင်ဒီမြူတင်ထဲကကျွန်တော်ချင်းလိုမျိုးတွေအားလုံးအာကိုရှိတဲ့ဟာကိုတတ်နိုင်တဲ့ဖက်ကနေဝိုင်းဝန်းထောက်ပံ့ပေးကြတဲ့အတွက်ကြောင့်မလို့ဒီပွဲကြီးဖြစ်သွားတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီတိုက်ပွဲကျွန်တော်တို့စပြမအကောင်အထည်ဖို့တဲ့အချိန်မှာလဲကျွန်တော်မျှော်လင့်တာအချိန်ကြာချင်းမอยู่ပဲနဲ့ဟိုတပတ်နှစ်ပတ်တွင်ပြီးမယ်လို့တော့ခံမှန်ထားတယ်ဒါပေမဲ့ဟိုလနဲ့ချီကြာခဲ့ရင်တောင်ဖန်နိုင်အောင်ဆိုပြီး တလနှစ်လလောက်ခံနိုင်အောင်ကျွန်တော်တို့ဟိုရိတ်ခါကစကြည်ဒီပါတွေစုခဲ့တယ်ဒါပေမဲ့ဟို၅လနေပါကြာသွားတယ်ပေါ့နော်ဟိုဆိုတော့ပူပြီးမှအာဒီဆိုင်ခေါ်မှုများဆိုတော့ကျွန်တော်တို့ကြုံရတယ်ကြားထဲမှာလည်းကျွန်တော်တို့အများအားပြောတယ်ဒီအာခလာ268တက်ကုန်းတစ်ခုကိုပဲတက်ရတာမဟုတ်ဘူးအာခလာရ89ကနေရောပြင်ဒီတက်မကုခုနောက်ခံတုတ်ကတ် ဟာရီရောတိုက်ရတော့တိုက်ရင်၃ခုတိုက်တဲ့ပုံစံလည်းဖြစ်တယ်။ဆိုတော့ပူပြီးမှကျွန်တော်တို့ခက်ခဲပေါင်းများစွာဒီအာဖြည့်အားပေါင်းများစွာလီချောင်း အရရောကျွန်တော်ထုခံရတာရှိတယ်။ပြင်ဖလမ်ဆိုတဲ့ဟာကဒီနေရာမှာလဲဟိုအခုမြို့တော်ဟာခာဒီစကားဆာရဲ့ဟိုအဆူရယုံဒီအားလုံးဝင်ကြီးဌာနအားလုံးဟိုတည်ရှိနေတဲ့ဟာခာနဲ့ မိုင်နဲ့ဆိုရင်လည်းဒီမိုင်40ဝန်းကျင်နောက်ပဲရှိတဲ့နေရာပါအရှိနေတဲ့အခါကျတော့ဒါသူတို့ရဲ့ဒီဟာခါပြူဟာရောဟာခါမှာရှိတဲ့266တက်ရင်ရဲ့အကာထားတဲ့တက်ရင်တစ်ခုပုံစံလည်းဖြစ်နေတဲ့အခါကျတော့ပြင်မြောက်ပိုင်းမှာဟိုတောင်ပိုင်းတော့အားလုံးဟိုဒီဇင်ဘာလ22ရက်နေ့ကလေးနဲ့အခုကျွန်တော်တို့ချင်းရင်တောင်လက်ထက်ရောက်သွားပြီဆိုတော့မြောက်ပိုင်းမှာတော့တက်ရင်အဆင့်ရှိတဲ့စခန်းတစ်ခုမှကျွန်တော်တို့အခုထိ ်အချင်းပြပါတော့ပြီးသေးပေါ့နော်ဆိုတော့ပထမဆုံးတရင်စခန်းလည်းဖြစ်တယ်ဟိုအဲ့လိုဖြစ်တဲ့အတွက်ကြောင့်လည်းဒီတက်ကုံမကြရေးကိုဟိုစကားစားလည်းလုံးဝအဆွမ်းကုန်ခုခံကကွယ်တယ်လီချောင်းပစ်ကိုတွေဆိုရင် အာရှယ်ပဲဒီအာတထောင်ကျော်လောက်ကိုဟိုတရက်တရက်အဲ့ဒီ March လ17စနစ်လောက်တုံးကနည်းနည်းဟိုကုန်းတဝက်တော့ကျွန်တော်ရပြီပေါ့နော်အဲ့ဒီကာလတုံးကဆိုရင်လည်းတော်တော်လေးကို အာယုံရတာပေါ့နော်ဟိုကျွန်တော်တို့ခေါင်းပုတ်ခေါင်းပုတ်မှာဒီဘာတန်လေဆိုတဲ့ဟာတော့မတိတော့ပေါ့နော်ဒီဒီကြောင့်အရန်ဟာတော့ဟိုအဲ့ကာလမှာဆိုရင်လေအာဒါရက်130တန်ဒါ mic 29တန်ဒါ why 12ဒါဒီပုံမှာတော့စစ်ကောင်စီကနေပြီးတော့ပြင်ကြီးထောင်နဲ့ချီတဲ့ဒီကြောင့်တက်ခဲမှုတွေကိုလုတ်ခဲဆိုတာတတိယပါလေဒီပွဲထဲမှာတော့ဝိုင်းကြီးတက်တော်များလည်းပုံဝင်ခဲ့တာဖြစ်ပြီးတပ်ပေါင်းစုပုံစံအနေနဲ့တော့တက်ပေါ်ဝင်နေခဲ့ကြောင်းတွေ့ခဲ့ရပါတယ် ာဟွာတာအကုန်ဟိုကျွန်တော်တို့လိုတော့မပြောနဲ့ပြည်သူတွေတောင်းသူတို့တေချာနားထောင်ရင်မှတ်မိတော့တယ်ထင်တယ်အရန်လာတဲ့ခါကြတော့လေလီယန်အတန်းကဘယ်လီယန်အမျိုးအစားဆိုတဲ့ဟာအထီကိုကျွန်တော်တို့မှတ်မိတဲ့အထီကိုပေါ့နော်လေချောင်းကနေအချိန်တထောင်ကျော်လောက် Y12 ကနေရော Y8 ကင်းထောက်စသဖြင့်အများရန် ဟိုပတ်နေတဲ့အခါကျတော့အဲ့လိုအခက်ခဲဟိုအမျိုးမျိုးကြားထဲကနေတကယ့်ကိုစကားစတဲ့လေအရေးပါတယ်ကျွန်တော်တော်လှန်ရန်ရေးအဖွဲ့ဒီအင်အားစုတွေအတွက်ဆိုရင်တော့မှဒါတကယ့်အချက်ချာကြတဲ့မျိုးဟာကြတဲ့ဟိုတကုံဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အဆောင်ကုန်အဲ့လိုဟိုစူးစမ်းပြီးမှတော့ဟိုပို့ဆောင်ခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့၅လတာနောက်ပိုင်းမှာပဲကျွန်တော်တို့ခုနှစ်ရက်မြောက်ဟိုပဟုကင်းတို့ဒီတရင်ယုံတို့တော့ပြီးသွားတယ်ဒါပေမဲ့အာရှင်တင်းရေးကြတော့ဒီ ကိုရက်လောက်မှပြေးတယ်ဆိုတော့ကျွန်တော်တို့ဒီတရိမှာတော့ကိုရက်နေပြေးတယ်ဆိုပြီးမှပဲကျွန်တော်တို့ထုတ်ပြန်လိုက်တာဖြစ်တယ်ပေါ့နောက်ထပ်သတင်းတွေမှာတော့ကချင်ပြည်နယ်မိုးညင်းမြို့နယ် Energy Data မှာကချင်လွယ်တက်မတော် KIA နဲ့စစ်ကောင်စီတက်ရှမ်းပြည် SND ပူးပေါင်းတပ်ဖွဲ့ကြားအပွဲဖြစ်ပွားခဲ့တယ်လို့ကချင်စီရေးသတင်းတွေကဖော်ပြထားပါတယ် ရှမ်းပြည်တပ်ဖွဲ့နဲ့စစ်ကောင်စီတပ်က KIA တက်ရှိရာကိုထိုးစစ်ဆင်လာ၍မိုးညင်းမြို့နယ်အင်းတော်ကြီးဒေသနမ်းမုံမြို့နီးမှာတိုက်ပွဲဖြစ်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းဟာ၄နာရီကကြာမြင့်ခဲ့ပြီးစစ်ကောင်စီပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းဆုံးခဲ့တာတွေရှိတယ်လို့လည်းသတင်းရင်းမြစ်ကသိရှိရပါတယ်။နောက်ထပ်သတင်းမှာတော့ငလင်ဘေးကြုံဒေသများအပေါင်းဝင်ပြည်သူများကိုလေကြောင်းတိုက်ခတ်မှုများဆက်လက်ပြုလုပ်နေတဲ့စစ်ကောင်စီရဲ့လေတပ်အင်တော်တဲ့လန်ကန်းအင်းဂိတ်ကိုတိုက်ခတ်ခဲ့ကြောင်း Operation Frame OF အဖွဲ့တော်ဝင်ရှိသူတွေကပြောတာပါတယ်။ ။ရန်ကုန်မြို့အင်းစိန်မြို့နယ်သေးမိန်ကလမ်းမပေါ်မှာရှိတဲ့စစ်ကောင်စီလေတပ်ရဲ့အင်းဆောင်ရဲ့လမ်းကမ်းကိုတိုက်ခတ်ခဲ့တာဖြစ်ပြီးစစ်စင်ရင်လှုပ်ဆောင်တဲ့အဖွဲ့အားလုံးလည်းဘေးကင်းစွာနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတို့မှာတော့ကရင်မျိုးသားနေပြုလုပ်တဲ့ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်တိကျိတ်ကြီးရွာကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျက်တိုက်ခတ်ခဲ့တယ်လို့ဒေသခံသတင်းမြစ်ကပြောထားပါတယ်။၂၅နှစ်မြောက်ကရင်မျိုးသားနေငွေရတူထိမ့်မှတ်ပွဲပြီးညတကောင်ရန်ချိန်မှာဒေချောင်းတက်ခတ်ခံရတယ်လို့ဆိုပါတယ်။ကြိတ်ကြီးရွာကိုစစ်ကောင်စီကပေါင်200ဘုံးကျဲတိုက်ခိုက်မှုပေါ်ရှုတ်ချကြောင်းနဲ့ PNP တဲ့ပါတီကော်မတီကဒီနေ့ထုတ်ပြန်ထားပါတယ်။ဒါပြင်စစ်ကောင်စီကတနိုင်ကလုံးတိုက်တာနဲ့အပြစ်ခက်ရဆက်ထားမှုဆိုတဲ့ကြေညာချက်ကို၎င်းတို့ကိုယ်တိုင်ပင်ချိုးဖောက်ခဲ့တာဖြစ်လို့ပြင်းထန်စွာဆုတ်ချကြောင်းလည်း PNP တဲ့ပါတီကသတိပေးထားပါတယ်။ဒေါ်လာမျိုးတွေအားလုံးပဲ EBO ၄မှာကတော့လက်ရှိမြန်မာနိုင်ငံမှာအုပ်ကြီးတွေရဲ့လုပ်ရည်တီကိုပုံဖော်ရိုက်ကူးပြင်ဆက်ပေးထားတဲ့ဒုကြော်ရဲ့လူရင်းပုဂ္ဂိုလ်နှတ်တာစိတ်မောပြေတဲ့ကိုပြန်လည်ဝင်ပြပြတဲ့ချင်းဖြစ်ပါတယ်။အားလုံးပဲမကြည့်ရသေးရင်မျိုးတွေပြန်လည်ဝင်ပြပြတဲ့ဖြစ်တဲ့ကြည့်ရသေးတဲ့မျိုးများကျွန်တော်လည်းအတူတူကြည့်တော်လေးရပါမယ်။ဖက်ဆက်ထောင်လာတဲ့ဝင်းမောင်တို့ဒီအောင်လေး 我上多么高，不了的地不？啊，你讲你讲那么好，对不？哦，得了，那那走了，走了，咱这大鱼？走了，省下队。好了，欧姐的，那是老的，老的，我讲。哎，我冇回事，冇回事。嗯，哦、嗯，讲得了，嗯，外面。 哦，不过嘛，我咪，现在拢包单间啦。嗯。过年我们留啥也都拿皮，咱们搞安的拿皮啊嘛，不为面。哈？我欧弟怕讲欧弟哎嘛，喏。欧弟有把借的，欧弟有把借的喏。我们搞完了啦，工资啊。啊，我欧弟哎嘛，搞完没哩，两季搞完没，阿哥，阿哥，三十岁。 အကောဆက်လက်တယ်ဒီကောင်อืมဒီကောင်လည်းခတ်တယ်ဒီကောင်လည်းဒါကလှုပ်သွားတာတူတရားအောင်ပဲအဲ့အိမ်မှာလည်းမွေးထားပြီးတော့သူစားနေတယ်ဒီကောင်လည်းဟုတ်ကြီးဘွားတိတယ်လည်းလည်းမတိကြောင်ကောင်းနေရတယ်ဘွားလည်းခတ်တယ်ဆက်လက်ပင်အုံးဒီဖာကောင်းအုံးဒီဆက်လက်ပင်အေးဝေးတုဘာလဲရအားရောကြီးအေးဝေး ။ဘာလဲရ။ကြည့်မလား။ဘာလောက်ရမှာလဲမင်းတို့မင်းတို့လောက်ရမဲ့အလုပ်တွေငါလုပ်နေရတာပေါ့။မင်းတို့ကအဲ့တော့ပဲမင်းတို့အုတ်ကြီးနားနေတယ်ဆိုပြီးတော့အုတ်ကြီးတပည့်ဆိုဖြစ်ချင်တိုင်းဖြစ်လုတ်ချင်တိုင်းလုတ်ပုံစံကြီးကဝှက်ထားတာတောင်မကျိုးအလုံးအောင်မှလက်ရှိချိန်မှာ အုတ်ကြီးတွေနဲ့ယာယီမှုတွေစေယီမှုတွေအကြောင်းပုံဖော်ထားတာဖြစ်ပါတယ်။လုံးဝမှလူလက်ရှိဇဝင်မွေးစုအောင်လုပ်ထားကြပြီးတော့ လုတ်ကြတော့တိကြအောင်မလို့အခုဘာကောင်းအောင်ပြီးဒီမှာပဲပတ်စံမပေါ့ရသေးဘူးကျွန်တော်လာမပေးသေးဘူးမပေးသေးဘူးအကျွေးစင်းနေမပေးသေးဘူးဒါရရဲ့နော်ဥပေါင်းနော်ဖုံးအောင်ဝင်လာပြန်ပြီခဏဖုံးအောင်ဝင်လာပြန်ပြီခဏလေးနော်အင်းเออฮัลโหล ပြေရောစကားမအားသေးဘူးကွာနော်နောက်မှပဲရှင်းလိုက်မလားအကိစ္စကနောက်မှမင်းနဲ့စကားပြောမရဒါပဲဒါပဲရောအကိစ္စကိုကျွန်တော်ဆွတ်မင်းအနေနဲ့အဲ့ဒါမင်းတို့ပြည်စာအကြောင်းမရှိဘူးကျွန်တော်ကင်လိုက်မင်းကင်စာမင်းတို့တဆင်းရှိအဲ့ဒါပဲอืมမင်းတို့ငါနာမည်ကိုဖြတ်နေကြတာအုတ်ကြီးကတလောက်မဟုတ်ဘူးအုတ်ကြီးတပည့်တွေကပင်ရားနေတာရှင်းလားအုတ်ကြီးလည်းပါပါတယ်ငါတစ်ခါတလေမှ မင်းတို့နောက်ကိုလိုက်လာတာဘုမအိုဂျီဖြစ်လို့ပါရှင်တော့အိုဂျီလက်တူပေါ့မင်းတို့ခွာရတိုင်းနေတာလားဗျအဲ့ဘူဂျီရပူဂျီရခွာရမင်းတို့လုတ်ရမယ်လုတ်ပြီဒီပတ်စံနေရတလားတခါကောက်ရမှာဒီအကျွေးတွေကဟုတ်ပါပြီအိုဂျီအဲ့ကိစ္စထားလိုက်ဦးကြည့်သိပြီပါဘာလဲဟုတ်ဦးပလန်တော်သွားဆိုင်အိမ်ပါလေတော်သွားဆိုင်ပါပြီဟွန်းတော်သွားဆိုင်အိမ်မှာမန်တက်ကြီးထိုးမန်တက်ကြီးထိုးပေါက်တွေဖွင့်ပြီး မင်္ဂလာဆောင်တဲ့မန္တကြီးလုံနေတာမင်္ဂလာဆောင်မင်္ဂလာဆောင်အဲ့လေတော်ထွားဆိုင်ကမင်္ဂလာဆောင်မိတာတော့တဒီအဖွားကြီးကဘလို့လို့မင်္ဂလာဆောင်မလဲလို့ဩဒီဝက်ကြီးကတော့မင်းပြောတယ်သူ့အိမ်မှာဆိုသူ့အိမ်မှာလေသူ့အိမ်မှာမင်္ဂလာဆောင်လုပ်တာအဲသူ့အိမ်မှာမင်္ဂလာဆောင်လုပ်တာမန္တထိုးတယ်ဟုတ်တယ်ဖွင့်နေတယ်ဟုတ်တယ်ဖွင့်နေတယ် တင်းငါ့ကိုအခုချိန်ကြီးအကြောင်းကြားတာဒါမလေးမစားလောက်တာပဲပေါ့အဲ့ဒါပြောတာအုတ်ကြီးရလေအပြင်မထွက်တော့ဘာမှမသိဘူးရက်ွက်တရားအုတ်ကြီးกว่าအပြင်ထွက်ဆရာမလို့သူတို့နားလဲမှုရှိအောင်နဲ့ငါ့ကိုဒါအကြောင်းကြားအောင်ကြားအောင်အဲ့တော့အခုမေးသွားတော့သွားစေကိုတော့ခေါ်လာခဲ့ငါခေါ်ခိုင်းတယ်လို့တခေါက်နဲ့ပြောလိုက်တော့တော့ခေါ်လာနော်တော့ခေါ်လိုက်တွေ့ပြီအဲ့တော့ဟုတ်တာဟမ်ဟုတ်တာလေမင်းကိုတော့သွားစေကိုတော့ခေါ်ခိုင်းတာနော်ဟုတ်လို့လေအုတ်ကြီးတပည့်ဟုတ်ပြေးပြီ ဘာညာမဟုတ်ဘူးဟုတ်ကြည့်ရလူချိန်တာပေါ့အေးမင်းတို့ကိုယ့်ရဲ့ကွက်ထဲကအဖွားကြီးတွေပါကြီးသူ၆ပြီးဖြဲပြီးမင်းတို့သွားတော်သွားစိတ်ခေါ်လာလေဟုတ်ကြည့်ပုံစံကဘာလဲဒီချင်းဝင်လေးပါလို့ဆောင်းချင်းဝင်ချင်းဝင်စောင်းတော့မဟုတ်ငါကိုယ်တိုင်လည်းမူမဖန်ဘူးငါလည်းလူမှန်မဟုတ်ဘူးဒါကြောင့်သူတို့မှားတာမဖန်ဘူးသွားဟုတ်ကြည့်လေဒီလိုတစ်ဖက်ဆောင်းနေမှာဒါပဲတစ်ဖက်ဆောင်းနေမင်းတို့ကအဲ့လိုမဖြစ်စေနဲ့သွားဘယ်နှစ်ခွာ 好了，要不然我下了，给你闭了。好了，好，我去考海搞考哪里？考海南嘛了，到花镇我考海了，没去海南海南不。啊，我去还南嘛嘞，高温的时候，特别来了，到八镇高温去。完了完了，我，我这八镇，我太忙，没来我地，兄弟哥都带棒我带，我带棒，哎，对了。 ဟာရေးစစ်ခွက်လောက်တိုက်ပါဘူးခရုံးရဲ့တောက်တူမရငါးပဲတိုက်လိုက်တိုက်လိုက်မိုးလိုက်တာဦးကြီးရဲ့တနေ့တနေ့နားရတယ်သူဘောမရှိဘူးအော်တော့ဘွားတော့ဘွားဆိုရင်လည်းနားရတယ်ဒါမရှိတာတော့တပြေးပြေးနဲ့လေဝါလိုက်စလိုက်လာတာကျမတို့မျိုးအသက်ကြီးမှစတာဦးကြီးအဲဒါနဲ့တော့ဘွားဆိုတော့ဘွားဆိုလို့အိမ်မှာမင်္ဂလာဆောင်လုပ်ပြီဆိုဟုတ်ဟုတ်တယ်ဦးကြီးတော့ဘွားဆိုလားဟုတ်ပဲပါကျမမင်္ဂလာဆောင်တရားလားကျမရဲ့တာ ကျမရဲ့ဒါစစ်မှုထမ်းနေမှာစရင်ပါသွားတယ်လေအဲ့ဒါကြောင့်မလို့သူစစ်တနာမသွားခင်သူ့ကောင်မလေးနဲ့မင်္ဂလာဆောင်သွားခြင်းလေဆိုလို့ကျမကမန်းကနဲ့မင်္ဂလာဆောင်ပြီးကိုလုံမရတာအူကြီးရဲ့မင်္ဂလာဆောင်လေဆိုတော့อืมဒါကောင်းတဲ့မင်္ဂလာတပားပါပဲရတဲ့ရွာတွေကအူကြီးအနေနဲ့ကတော့ဒီဟာကိုကန့်ကွက်ဆောင်ရှိပါဒါမှမဟုတ်တော့ဘာစိန်အိမ်မာတော့အိမ်ဦးနဲ့ရှိတယ်လို့ရက်ွက်သေးမှလဲအဲ 第一，个股天天涨上你的，路线来说来着，后面还有能力怎么保证人的。反正呢，角度二级六来说来，中国的互联网，一个天下流量高么，内幕太么，阿龙啊，杂杂呀呀，身边么，角度啊，都家口味故意背你的。第三个，呀，胡罗明拉山，明拉山六大了，结果叫么家的天不平，的天不平呀？后面阿胡后面保养的有天理了。 โอ้မဟုတ်ပါဘူးပုံကြီးရဲ့ကျမလေကျမသားမင်္ဂလာဆောင်မှုအတွက်ဟိုဘက်လောကဒီဘက်လောကပြီးတော့တို့သမီးဘက်ကိုသွားရတခုနဲ့တခုအဆက်မပြတ်ဖြစ်နေအောင်လို့ကျမမှာပြီးတော့လေစစ်တင်လည်းမသွားခင်မိအောင်လို့လောက်ရနေဖြာများနေလို့ပါခင်ဗျာအလုတ်များနေတာကိုကျွန်တော်နားလေဒါပေမဲ့ရက်ွက်ထဲမှာနေရက်ွက်ထုံးစံဆိုတာတော့ရှိရဲ့ဗျာဘလို့ထုံးစံဟာအုတ်ကြီးတယောက်ကိုနားလည်းမပြရမဲ့ထုံးစံ မင်္ဂလာဆောင်ဆိုလဲထုံးတံဆိုတာရှိရတယ်ဟုတ်နော်ဘာဘာကိုပြောတာလဲဦးကြီးဘာကိုထုံးတံကိုပြောတာလဲရှင်းရှင်းလေးဒီရက်ကွက်ထဲမှာမင်္ဂလာဆောင်ရင်အုတ်ကြီးကို10သိန်းပေးရအောင်อืมကျမဒါမင်္ဂလာဆောင်တော့အုတ်ကြီးကို10သိန်းပေးရအဲ့ဒါထုံးစံအုတ်ကြီးမားများနေလားဘာမှမားကြရမလဲအခုကျမဒါကြီးမှာအုတ်ကြီးသမီးမဟုတ်ဘူးလေငါသမီးဆိုထုံးစံရဆိုကတော့ဘယ်20ပွဲပေးရမှာပေါ့20ပွဲဟာ နေ့စကားတွေများနေပြီတော့တော့ခွားစိတ် sorry ပါအူကြီးရဲ့ကျမဟိုစိတ်လောပါလို့ပါဟိုဒီလိုလုပ်ပါလားအူကြီးရဲ့ကျမမာလေအခုဝင်လာတဲ့ပစ္စည်းတွေကလေသူများကြီးကငါတာကကျမသားလေးရဲ့ပစ္စည်းတွေကိုခဏတပြုတ်ယူထားတာအူကြီးအိုးအခုချိန်မှာကျမမဆယ်သိန်းမရှိပါဘူးအူကြီးရဲ့နေတားရဲ့ပစ္စည်းပဲနေသိမ့်သိမ့်ဘဒုတိယငါငါကျုပ်ဆယ်သိမ့်ရဖို့ပဲလိုတယ်ကျုပ်ကိုဆယ်သိမ့်မပေးရင်ရှင်းရှင်းလေးအခုဖွင့်နေတဲ့ဘောက်ပြိတ်အဲ့ဒီမန်တက်ကိုဖြိုးပလိုက် ကျုပ်လူတွေကိုလာဖြိုခါလိုက်မယ်မေကလာတော့ဖြတ်ပလိုက်အမေမလုပ်ပါနဲ့မလုပ်ပါနဲ့အုတ်ကြီးရဲ့ဟိုဒီလိုလုပ်ပါလားဟိုအုတ်ကြီးကို၁၀သိန်း၁၀သိန်းလုံးလုံးစမပေးနိုင်ဘူးပါ၁၀ဘုံလာပို့ပြရပါဘာပါ၁၀ဘုံမှမလို့ကျုံဘူးဟဲ့အောင်သူပြန်လိုက်ွား၁၀သိန်းရရင်ရမရရင်အဲ့မန်တဖြိုလာခဲ့ဟုတ်မလို့မလုပ်ပါနဲ့တော့အုတ်ကြီးရဲ့ဟုတ်ပါပြီဟုတ်ပါပြီအခုကတော့ထည့်ပေးလိုက်ပါမလားကျွန်တော်သူ့ကိုခေါ်သားပြီးတော့အုတ်ကြီးလိုချင်တဲ့ပတ်စံစက်ဒီကျွန်မပေးလိုက်ဟုတ်ဒါပဲကျုပ်လိုချင်တာဒါစကားနေရှေ့ရှေ့ဝဲဝဲကျုပ်မပြောချင်တာဗျာ ကျုပ်ပြောနေရတာခင်ဗျားတို့ကောင်းမှုအတွက်ဒီပြောနေတာနော်ရက်ကွက်ကောင်းမှုကျုပ်ပြောနေတာဟိုဟုတ်ကဲ့ပါဟုတ်ကြီးရဲ့ဟုတ်ကြီးထုတ်လိုက်မလို့ဦးမေးလိုက်တော့ပတ်စံ၁၀သိန်းတိအောင်ယူလာခဲ့အခုမှကြောက်ရမှာ၁၀သိန်းမပြည့်မန်တက်ကိုဖြိုးလာခဲ့အဲ့ဆိုကျွန်မတောင်းလိုက်တာတွားတော့ရပြီတွားတော့မယ်နော်ဘယ်နဲ့ဗျာမအားတဲ့ဂျားတွေကခင်ဗျားတို့ကိစ္စကိုလိုက်ပြီးတော့ရှင်းပေးနေတာ ဲအားလုံးပဲဒါလေးကတော့မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့အုပ်ကြီးတွေလောက်ရဒီပုံပေါ်တာဖြစ်ပါတယ်ဒါကြောင့်ကိုယ်ပုံဝင်မှာရှိတဲ့ရွာတွေရက်ကွက်ဒီမှာရှိတဲ့အုပ်ကြီးတွေရောဒီလိုမျိုးပုံစံတွေရှိနေလားဆိုတာကတော့အားလုံးသိရှိမှာဖြစ်ပါတယ်